မင်္ဂလာပါခင်ဗျရှောင်းခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မန္တလေးမြို့မှာငလင်တန်းကြောင့်ပြိုကျခဲ့တဲ့ Great Wall Hotel အတွင်းကပိတ်မိနေတဲ့သူတွေနဲ့တေဆုံအလောင်းတွေကို Hotel အုပ်ချုပ်ရေးအဖွဲ့နဲ့စစ်ကောင်စီကကယ်ဆယ်ရေးလုပ်ခွင့်မပေးတဲ့အတွက်ကျန်းသူမိသားစုတွေဟာစုပေါင်းတောင်းဆိုနေကြပါတယ်အကျန့်ဖတ်စစ်ကောင်စီကရန်စဲကြအပြစ်ရက်မယ်လို့ဧပြီလ၂ရက်နေ့ဖြစ်တဲ့မနေ့ကပဲကြေညာထားပြီးမယ် ကချင်ပြည်နယ်ကဝိုင်းမော်မြို့နယ်ကိုဒီကနေ့ဧပြီလ3ရက်နေ့မှာပဲလေနဲ့ဘုံလာကျင်းနေတဲ့အပြင်လက်နက်ကြီးနဲ့ပါပစ်ခတ်နေပြီးစစ်ရေးလှုပ်ရှားမှုတွေပါလုပ်နေတယ်လို့ KIO ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်ကအသိပေးထားတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြောဆိုတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ မန္တလေးမြို့မှာငလင်တန်ကြောင့်ပြိုကျခဲ့တဲ့ Great Wall Hotel အတွင်းကပိတ်မိနေတဲ့သူတွေနဲ့တေဆုံအလောင်းတွေကို Hotel အုပ်ချုပ်ရေးအဖွဲ့နဲ့စစ်ကောင်စီကကယ်ဆယ်ရေးလုပ်ခွင့်မပေးတဲ့အတွက်ကျန်ရင်သူမိသားစုတွေဟာစုပေါင်းတောင်းဆိုနေကြတယ်လို့သိရပါတယ်။ရန်ကုန်ခေတ္တကရရှိထားတဲ့ရုပ်သံဖိုင်ထဲမှာတော့အဲဒီငလင်တန်ကြောင့်ပြိုကျခဲ့တဲ့မန္တလေးမြို့ Great Wall Hotel အရှိမကျန်ရတဲ့သူမိသားစုတွေက Hotel ထဲမှာပိတ်မိနေတဲ့သူတွေနဲ့တေဆုံအလောင်းတွေကိုကယ်ဆယ်ရေးတွေစပ်ပြီးလုပ်ပေးဖို့ငိုပြီးတောင်းဆိုနေကြတယ်လို့ လက်ရှိစစ်ကောင်စီကအဲ့ဒီဟိုတယ်မှာကယ်ဆယ်ရေးလုပ်ခွင့်မပေးတဲ့အတွက်လုပ်ခွင့်ပေးဖို့တောင်းဆိုနေတာကိုလည်းအခုလိုတွေ့ရပါတယ်။အစိုးရကခွင့်မပြုလို့ပါတဲ့ကျမတို့ကပြည်သူတွေပါလို့ကျမတို့ဒုက္ခရောက်နေပါလေကျမတို့လူစိတ်ထဲမှာပြည်ပါလေလို့ကယ်ဆယ်ရေးဖက်တော့အသိသိပါပဲလို့ကယ်ဆယ်ကလူတွေစောင့်နေပါလေနိုင်ငံတော်ခွင့်ပြုချက်လေးပေးပါလို့နိုင်ငံတော်ခွင့်ပြုချက်မပေးသူတို့လုံးလုံးမရပါဘူးတဲ့အဲ့လိုပဲပြောနေပါတယ်လုံပေးခြင်းတ လုံးလုံးမရဘူးပြင်နေပါတယ်လုံးပိုက်ဖို့မရှိဘူးပြင်နေပါတယ်ဟိုတယ်ဟိုတယ်ပြောတယ်တူတူမပြူကြတယ်တမကမေဟိုတယ်ခုမပြူတာမဟုတ်နိုင်ငံတော်ခုမပြူတာတဲ့လက်ရှိအဲ့ဒီမန္တလေးမြို့ Great Wall Hotel ပြိုကျပျက်စီးမှုအတွင်းရှာဖွေရေးလုပ်ငန်းတွေကိုအဲ့ဒီ hotel ပိုင်းရှင်ဖြစ်တဲ့သူကမတ်လ31ရက်နေ့ညပိုင်းကစပြီးပိတ်မိနေတဲ့ပြည်သူတွေနဲ့တည်ဆုံသူပြည်သူတွေရဲ့ရုပ်လောင်းတွေကိုစက်ပြီးရှာဖွေခွင့်မပေးတော့ဘဲကန့်သက်တားဆီးလိုက်တာဖြစ်တယ်လို့သိရပါတယ်။ ဒါပေမဲ့ဟိုတယ်ဘက်ကတော့သူတို့ဘက်ကခွင့်ပြုလို့မရဘဲနိုင်ငံတော်ကခွင့်ပြုမှရတာဆိုပြီးတောင်းဆိုနေတဲ့မိသားစုဝင်တွေကိုပြန်ပြောခဲ့တယ်လို့လည်းသိရပါတယ်။တစ်ဘက်ကကြံရည်သူမိသားစုတွေကတော့ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုပရိုက်တာအဖွဲ့တွေလူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့မိမိအစီအစဉ်နဲ့ပဲဆက်ပြီးဆောင်ရွက်ခွင့်ပေးဖို့ပြောတော့တယ်။အဲ့ဒီဟိုတယ်ကခွင့်မပြုပဲနိုင်ငံတော်ကခွင့်ပြုမှရတာဆိုပြီးတော့ပဲပြန်ပြောခဲ့တယ်လို့ကျန်ရစ်သူမိသားစုတွေကပြောပါတယ် အခုလောမန္တလေးမြို့ Great Wall Hotel ပြုချမှုအတွင်းရှာဖွေရေးလုပ်ငန်းတွေကို Hotel အုပ်ချုပ်ရေးအဖွဲ့နဲ့စစ်ကောင်စီကဘာကြောင့်ဆက်ပြီးလုပ်ခွင့်မပေးတာလဲဆိုတာကိုတော့ကျင်းသူမိသားစုတွေကရှင်းရှင်းလင်းလင်းသိကျင်နေကြပြီ။အဲဒီ Hotel မှာတော့စစ်ကောင်စီနဲ့ပေါင်းလုံးနေတဲ့ကြားဖြတ်ငွေလိမ်ဂိုင်းတွေလိုတရားမဝင်ကိစ္စတွေတရားမဝင်လုပ်ငန်းတွေရှိနေတဲ့အတွက်ကြောင့်အခုလော Hotel ကိုဆက်ပြီးရှာဖွေခွင့်မပေးတာဖြစ်နိုင်တယ်လို့လည်းတခြားပြည်သူတွေကတုံ့တက်နေကြပါလိမ့်ခင်ဗျ။တစ်ဖက်မှာတော့ မန္တလေးတိုင်းမှာငလင်တန်ကြောင့်ပြည်သူတွေအတိတ်ဒုက္ခရောက်နေတဲ့အချိန်အကြမ်းဖက်စစ်ကောင်စီတပ်ကမန္တလေးတိုင်းညောင်ဦးမြို့နယ်အတွင်းစစ်ကြောင်းနှစ်ကြောင်းနဲ့ဝင်ရောက်လာပြီးဂျေးရွာတွေတဲကစစ်ရှောင်းတဲတွေကိုပါမိရှုဖြက်စီးသွားပြန်တယ်လို့ PDA တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ဒါကတော့လက်ရှိငလင်တန်ကြောင့်မန္တလေးတိုင်းမှာပါပြည်သူတွေဒုက္ခပေါင်းများစွာကြုံတွေ့နေရတဲ့အချိန်စစ်ကောင်စီကကုညီကဲဆဲရစ်တွေထိထိရောက်ရောက်မလုံနိုင်ပဲတစ်ဖက်မှာတော့ ဧပြီလ၂ရက်နေ့ဖြစ်တဲ့မနေ့ကတည်းမန္တလေးတိုင်းညောင်ဦးမြို့နယ်ကြောက်ပြင်ကန်ခြေရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်လာပြီးခြေရွာတဲကစစ်ရှောင်းတဲတွေကိုပါမိရှုဖျက်ဆီးသွားတယ်ဆိုပါတယ်။လက်ရှိမှာလည်းမန္တလေးမြို့ပေါ်က Grey World Hotel အတွင်းပိတ်မိနေတဲ့သူတွေနဲ့တေဆုံအလောင်းတွေကို Hotel အုပ်ချုပ်ရေးအဖွဲ့နဲ့စစ်ကောင်စီကကယ်ဆယ်ရေးလုပ်ခွင့်မပေးတဲ့အတွက်ကျင်းသူမိသားစုတွေကမျက်ရည်တွေနဲ့ငိုယိုပြီးစုပေါင်းတောင်းဆိုနေကြတာတွေပါလုံနေရတဲ့အချိန်တစ်ဖက်မှာတော့စစ်ကောင်စီတပ်တွေဟာ အဲ့ဒီမန္တလေးတိုင်းတက်ကပဲညောင်ဦးမျိုးကကြောက်ပြင်းကန်ကြေးရွာတွေမှာစစ်ကြောင်းထိုးတာတွေတွားလုံနေပြီးနေအိမ်တွေကိုပါမိရှုဖြက်စီဓာတွေတွားလုံနေတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာတဖက်မှာတော့စကိုင်းမျိုးနဲ့မင်းကွန်ဒေတာမှာငလင်ကြောင်ထိခိုက်တိုက်ဆုံးသူအယောက်40နီးပါးရှိထားတယ်လို့တန်ကတော်တချို့ကဥဆောင်ပြီးတော့ဒေါ်လာရေးတက်တွေနဲ့အတူပြည်သူတွေကပါအတူတကွကူညီကယ်ဆယ်ရေးတွေလှုပ်ဆောင်ပေးနေပြီး တဖက်မှာလည်းငလင်ကြောင့်ပြိုကျပျက်စီးထိခိုက်ထားတဲ့သခိုင်းတောင်ယိုးဖုံးကြီးကျောင်းတွေနဲ့တိလားရှင်ကျောင်းတွေကို PDF တပ်ဖွဲ့တွေကရိတ်ခါတွေတွားရောက်လှူဒန်းပေးခဲ့တယ်လို့ Unicorn ပျောက်ကြားတပ်ဖွဲ့နဲ့သခိုင်းမျိုးနဲ့ပကဖကပြောပါတယ်။သခိုင်းမျိုးမှာငလင်တန်ကြောင့်ပြည်သူပေါင်းများစွာတေဆုံထိခိုက်မှုတွေရှိထားပြီးအဲ့ဒီကမှာသခိုင်းမျိုးနဲ့မင်းကွန်ဒေတာမှာလည်းငလင်တန်ကြောင့်ထိခိုက်တေဆုံသူအယောက်60နီးပါးအထိရှိလာပြီဆိုပါတယ်။လက်ရှိမှာတော့အဲ့ဒီမင်းကွန်ဒေတာမှာငလင်ကြောင့်ပိတ်မိနေတဲ့ပြည်သူတွေနဲ့ဒုက္ခရောက်နေတဲ့ပြည်သူတွေကိုတန်ကာတော်တို့ချို့ကဥဆောင်ပြီးတော့ ဒေါ်လာရင်းတက်တွေနဲ့အတူပြည်သူတွေကပါအတူတကွအကူအညီကယ်ဆယ်ရေးတွေဆက်လက်လှုပ်ဆောင်ပေးနေတယ်လို့လဲယူနီကွန်ပျောက်ကြားတက်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်။တစ်ဖက်မှာလည်းငလင်ကြောင့်ပြိုကျပျက်စီးထိခိုက်ထားတဲ့လူသူအယောက်ပေါက်နေရစကိုင်းတောင်ရုပ်ဖုံးကြီးကျောင်းတွေနဲ့တီလာရှင်ကျောင်းတွေကို PDF တက်ဖွဲ့တွေကရိတ်ခါလှူဒန်းပေးခဲ့တယ်လို့လဲစကိုင်းမြို့နယ်ပကပကပြောထားပါသေးတယ်ခင်ဗျ။တစ်ဖက်မှာတော့အချက်ဖတ်စစ်ကောင်စီကရန်စဲကြအပြစ်ရမယ်လို့ဧပြီလ2ရက်နေ့ဖြစ်တဲ့မနေ့ကပဲကြေညာထားပေမဲ့ ကချင်ပြည်နယ်ကဝိုင်းမော်မြို့နယ်ကိုဒီကနေ့ဧပြီလ3ရက်နေ့မှာပဲလေရင်နဲ့ဘုံးလာကျင်းနေတဲ့အပြင်လက်နက်ကြီးနဲ့ပါပစ်ခတ်နေပြီးစစ်ရေးလှုပ်ရှားမှုတွေပါလုပ်နေတယ်လို့ KIO ဒုတိယဗိုလ်ချုပ်ကြီးဂွန်မောင်ကအသိပေးထားပါတယ်။ဒါအပြင်တစ်ဖက်မှာလည်းအချမ်းဖတ်စစ်ကောင်းစီဟာစကိုင်းတိုင်းအင်းတော်မြို့နယ်ကဂျေးရွာဒီကိုပါဒီကနေ့ဧပြီလ3ရက်နေ့မနက်ပိုင်းမှာပဲလေရင်နဲ့လာပြီးဘုံးတွေကျဲချသွားတယ်လို့လည်း KIA သတင်းရှိမိကရေကုန်ခစ်တွေကိုပြောထားပါသေးတယ်။တစ်ဖက်မှာတော့အချမ်းဖတ်စစ်ကောင်းစီကိုတိုင်းဧပြီလ2ရက်နေ့ဖြစ်တဲ့မနေ့ကပဲ လာမယ့်ဧပြီလ22ရက်နေ့အထိရက်20အပြစ်ရက်ထားမယ်လို့ကြေညာခဲ့ပါတယ်။အဲ့ဒီအတွက်အကြံဖက်စကောင်စီရဲ့ယာယီအပြစ်ရက်မှုအပေါ်တုံ့ပြန်တဲ့အနေနဲ့ KIO ကလည်းရက်20ကြာအပြစ်ခတ်ရက်ဆိုင်ထားမယ်လို့ကြေညာလိုက်ပြီးစကောင်စီတပ်အနေနဲ့ကြေညာထားတဲ့အတိုင်းလိုက်နာဖို့တော့လိုလိမ့်မယ်လို့ KIA ဒုတိယဗိုလ်ချုပ်ကြီးကိုမော်ကတတိပေးလိုက်ပါတယ်။ဒါပေမဲ့စစ်ကောင်စီဘက်ကတော့သူတို့ကိုယ်တိုင်အပြစ်ရက်ထားမယ်လို့ပြောပြီးဒီကနေ့ဧပြီလ3ရက်နေ့မနက်ပိုင်းမှာပဲကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်က လက်မြန်ဂျေးရွာအနီးကိုစစ်တပ်ကလေနဲ့လာပြီးဘုံကျဲတိုက်ခိုက်သွားရုံနဲ့မကစစ်ကောင်စီရဲ့ခလာရ58ကနေလဲလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေလုပ်တဲ့အပြင်မြေပြင်ကနေလဲစစ်ရေးလှုပ်ရှားမှုတွေလှုပ်လာနေတယ်လို့ KIO ဒုတိယဗိုလ်ချုပ်ကြီးဂွန်မွန်ကအသိပေးထားပါတယ်ခင်ဗျဖတ်ပါလေအချမ်းဖတ်စစ်ကောင်စီကလက်ရှိမြန်မာနိုင်ငံမှာငလင်တန်းကြောင်ပြည်သူတွေအတိတ်အကြွရောက်နေတဲ့အချိန်ရန်ကုန်ပဲခူးနဲ့မကွေးတိုင်းဘက်တွေမှာ သူတို့ရဲ့စစ်မှုထမ်းအပတ်စဉ်စနစ်အတွက်လူငယ်တွေကိုဖမ်းဆီးဓာတွေစင်ခေါ်ဓာတွေလုံနေပြန်တယ်လို့ဖမ်းဆီးခံရတဲ့လူငယ်တွေနဲ့နှီးဆက်သူတွေကပြောထားသလိုဒေသခံပြည်သူတွေကလည်းပြောထားကြပါလေရကုံမြို့မှာဆိုရင်ဒဂုံမြို့တဲ့အရှေ့ပိုင်းမြို့နယ်အမှတ်ရှိရက်ကွက်ကအုတ်ချုပ်ရေးမှုလှသိမ့်ဆိုသူနဲ့စစ်ကောင်စီတပ်တွေပေါင်းပြီးစစ်မှုထမ်းအပတ်စဉ်စနစ်အတွက်လူငယ်တွေကိုစစ်မှုထမ်းရမယ်ဆိုပြီးတော့စင်ခေါ်ဓာတွေလုံနေတာကြောင့်လူငယ်တွေနဲ့မိဘတွေလည်းငိုယိုစိတ်ဆင်းရက်နေကြရတယ်လို့ဒေသခံပြည်သူတွေကပြောပါလေတဖက်မှာလည်းလက်ရှိငလင်တန်ကြောင့် ပြည်သူတွေတိတုတ်ကရောက်နေတဲ့အချိန်ဘကိုးတိုင်းရွှေတောင်မြို့နယ်ရှာတော်ကျေးရွာအုပ်ချုပ်ရေးမှူးလှဟန်ဆိုတဲ့သူကစစ်တပ်ကိုခေါ်ပြီးလူငယ်နှအုပ်ကိုစစ်မှုထမ်းမှုဖမ်းဆီးသွားကြပြန်တယ်လို့မကွေးတိုင်းအုံနှဲတန်းကျေးရွာမှာလေအုပ်ချုပ်ရေးမှူးဇော်ဥဆိုတဲ့သူကစစ်မှုထမ်းမှုလူငယ်တွေကိုချိန်ချောက်ပြီးစင့်ခေါ်ဓာတ်တွေလုပ်နေတဲ့အပြင်ငွေညှဲ့တောင်းရန်ဓာတ်တွေလည်းလုပ်နေတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်တစ်ဖက်မှာတော့လက်ရှိငလင်တန်းကြောင့်ပြည်သူတွေအတိတ်တုတ်ကရောက်နေတဲ့အတွက် တခြားနိုင်ငံတကာကအကူအညီကယ်ဆယ်ရေးအဖွဲ့တွေကပါလာရောက်ပြီးကယ်ဆယ်ရေးလုပ်ငန်းတွေကိုဝိုင်းဝန်းလှုပ်ဆောင်ပေးနေပြီမဲ့အိမ်ရှင်နိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံမှာတော့အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာအကူအညီကယ်ဆယ်ရေးတွေကိုထိထိရောက်ရောက်မလုပ်နိုင်မဲ့သူတို့စစ်တပ်အတွက်အခုလိုစစ်သားတွေစူဆောင်းဓာတ်တွေကိုသာအဆက်မပြတ်လုပ်နေကြတယ်လို့လည်းသိရပါတယ်ခင်ဗျာခုတခါဆက်ချင်တာကတော့မြန်မာနိုင်ငံမှာငလင်တန်းကြောင့်ပြည်သူတွေအတိတ်ဒုက္ခရောက်နေရတဲ့အချိန်တစ်ဖက်ကရေမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံပြူစော့တီခေါင်းဆောင်အေးမောင်ဆိုတဲ့သူဟာ စစ်မှုထမ်းအကြောင်းပြပြီးပြည်သူတွေကိုချိန်ချောင်းငွေညှင့်တောင်းရမ်းနေတဲ့အတွက်ရေဘလူးအဖွဲ့ကတွားရောက်ပစ်ခတ်ရှင်းလင်းရမှာပွေချင်းပြီးကိုတေသွားပြီလို့ရေဘလူးအဖွဲ့တရင်မှုကရန်ကုန်ခေတ်ကိုပြောပါတယ်လက်ရှိမှာငလင်တန်းကြောင့်ပြည်သူတွေဒုက္ခပေါင်းစုံရောက်နေတဲ့အချိန်ဒေတာအသီးသီးမှရှိတဲ့ပြည်သူတွေဟာကိုယ်တိုင်မခံစားရရင်တောင်စိတ်နှလုံးကြေကွဲပြီးပူပင်သောကတွေဖြစ်နေကြတာကိုတိတိကြီးနဲ့ရေမျိုးနဲ့မှရှိတဲ့အချမ်းဖက်စစ်ကောင်စီလက်အောက်ခံပြူစော်တီခေါင်းဆောင်အေးမောင်ဆိုတဲ့သူဟာစစ်မှုထမ်းအကြောင်းပြပြီး ြည်သူတွေကိုချိန်ချောင်းငွေညှင့်တောင်းရန်တာတွေလုပ်နေတယ်ဆိုပါလေအဲ့ဒီအတွက်ဧပြီလ10ရက်နေ့မှာပဲအဲ့ဒီစစ်ကောင်စီလက်အောက်ခံပြစောတီခေါင်းဆောင်အင်းမောင်စိုးသူကျောင်းရွာတဲမှာရှိတဲ့လပိတ်အေးဆိုင်မှာထိုင်နေတဲ့အချိန်ရေဘလူးအဖွဲ့ကတွားရောက်ပစ်ခတ်ရှင်းလင်းရမှာတော့နေရာမှာပဲပွဲချင်းကြီးကိုထေသွားပြီလို့ရေဘလူးအဖွဲ့တယင်းမှုကပြောထားပါလေလက်ရှိမြန်မာနိုင်ငံမှာငလင်တန်းကြောင့်ပြည်သူပေါင်းများစွာဒုက္ခတွေပူပင်ဒုက္ခတွေနဲ့ဖြတ်တန်းနေရတဲ့အချိန် အခုလိုအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံပြူစောတိတွေဟာစစ်တပ်အတွက်လူငယ်တွေကိုစစ်မှုထမ်းတပ်သားတွေအဖြစ်စူဆောင်းပေးနေတာတွေကိုစစ်ကောင်စီတပ်တွေရဲတွေနဲ့အတူပေါင်းပြီးတော့တခြားဒေသအသီးသီးမှာအဆက်မပြတ်လုပ်နေကြတာကိုလည်းတပ်ဆိုင်ရာဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်းခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ